ဘာကြီးကစားသမားတွေ ਨੇ ဘလို့မှမအပ်ဆက်တဲ့ရေမြေတစ်ခုကိုပြဆိုကျွန်တော် Manchester United ကိုဟုတ်ပါရဲ့ဗျာညှိုးဆိုခြင်းတယ်အဖာကူဆန်လက်ထက်မှာဆိုရင်လည်း Cleverson ကျွန်တော်ချင်းကြီးမိခဲ့တယ်ဗျာနော်အဲ့ဒါတစ်ချက်ရှိတယ် Anderson ကောင်းမလို့ကောင်းမလို့ ਨੇ Anderson လည်းပဲဘလို့မှအဆင်မပြေခဲ့တဲ့အပိုင်းတွေကျွန်တော်အများကြီးတွေ့ခဲ့ရတယ်ကိုညာကဒီဒံယာပြဿနာဝင်သွားတဲ့အခါမှာသူ့ရဲ့တံပိုးတစ်ခုကယော့သွားတယ်ပေါ့နော်အဆင်နဲ့နဲ့ပွဲမှာရောဖူရန်နဲ့ပွဲမှာရောသူ့ရဲ့ကစားနိုင်တယ်ပေါ့နော်တော်ကောင်းတာနော်ဖြစ်နိုင်စွမ်းတွေကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့ဟုတ်ပါတယ်ဒီမှာဒံယာရောက်သွားတဲ့အခါမှာသူ့ရဲ့ အရှိန်တခုကတော့ရက်သွားတယ်ဆိုကျွန်တော်ကတော့မြင်တယ်ပေါ့နော်လီဗာပူးရဲ့ဂန်ဝင်ကစားသမားကြီးတယောက်ဖြစ်ခဲ့တဲ့ဟာမန်ပေါ့နော်ဒီဒီယာဟာမန်တကယ်ကိုကောင်းမွန်ပြီးတော့ကွင်းလယ်ကနေဆွမ်းဆွမ်းတမန်ဆွမ်းဆောင်ခဲ့တယ်သူစားရောက်လာတဲ့အချိန်မှာလဲ Florence လိုပဲတော်တော်ကြီးကိုစူးစမ်းရုံးခံခဲ့ရတဲ့အပိုင်းတွေရှိတယ်ပရီးမီးယားလိရဲ့မြန်နှုံးမြင့်တဲ့အပိုင်းမှာသူ့ရဲ့ physical ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့သူကြံ့ခိုင်မှုအားနည်းတဲ့အပိုင်းနောက်ထပ်တစ်ချက်ကဘာလဲဆိုတော့သူ့အပေါ်မှာလွှမ်းမိုးနေတဲ့ဒီပေါင်တန်းတရာကျော်ပြောင်းရွှေ့ခြင်းဒီဟာတွေအားလုံးကိုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်ပြဿနာဘာရှိသွားလဲဆိုတော့ ရုံးကန်ရတာတက်ပို့ပြီးတော့သူ့အနေနဲ့စူးစမ်းရတဲ့စိတ်လှုပ်ရှားမှုနောက်ချက်ကဖိအားပေါ်မှာကြော်လွန်နိုင်မှုအပိုင်းတွေကတော်တော်ကြီးရော့ကျသွားတယ်ဆိုတာတော့ကျွန်တော်စပြီးတော့အကြံဉာဏ်အဖြစ်တော့ပြောလို့ရမယ်အားသာဝန္ဒရှင်ပိတ်တဲ့များအလုံးမင်လာပါ Debra Miss Sport ကနေပြန်လည်တူတူလိုက်ပါတယ် ဒီခါမှာတော့ဒီနိုင်ငံတကာပွဲတွေလာနေတဲ့အချိန်မှာကျွန်တော်တို့တွေเนี่ยဆွေးနွေးစရာခေါင်းစဉ်တစ်ခုကိုတည်ထားလိုက်ပါတယ်။အဲ့ခေါင်းစဉ်ကတော့ကွန်ဟာနဲ့ Florence Wood တို့ဘာကြောင့်ရောင်းကန်နေရလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုတော့ကျွန်တော်နဲ့အတူကိုထရုံးနိုင်တော့ပါဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ။မင်္ဂလာပါကိုထရုံးကြီး။မင်္ဂလာပါညီလေး။ကျွန်တော်တို့ပထမဆုံးပေါ့နော်ကွန်ဟာနဲ့ Florence Wood တို့ဘာကြောင့်ရောင်းကန်နေရလဲဆိုတဲ့ခေါင်းစဉ်မှာပထမဆုံးပေါ့ဒီ Florence Wood သူ့ဘက်နဲ့အရင်ဆုံးတွားလိုက်ချင်ပါတယ်။ဟုတ်ကဲ့ပါ။ညီလေးနဲ့ပြပြပေးပါအောင်ဗျ။ဟုတ်ကဲ့ပါ။အာပြည့်သက်တွေလည်းအားလုံးသိတဲ့အတိုင်းပဲ အခုဒါကျွန်တော်ပြောနေတဲ့အချိန်နိုင်ငံတကာရပ်သားတပတ်ပေါ့နော်ဒါဒါကဘာဖလားခြေစပွဲတွေကန်နေတယ်သူတို့တက်ဆိုင်ရာလိအသီးသီးကအကြောင်းလေးကျွန်တော်နည်းနည်းပြောချင်တယ်ဗျဟုတ်ကဲ့အာညီလေးမေးတဲ့ foreign way ဆိုလို့ရှိရင်ဂျာမနီမှာတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းပြတယ်နောက်ဆုံးကစားသွားတယ်ဒါခြေစပွဲမှာဆိုလည်းပဲသူအတင်းနဲ့သူအံဝင်ခဲ့တယ်နောက်အတင်းဂိုးရရေးအတွက်နောက်ပြီးတော့သူကိုယ်တိုင်စ조사တာရဲ့ကစားပေါ်စ조사တာရဲ့သူပါဝင်ပတ်သက်တဲ့ဟာတွေကတော်တော် rate တင်မြည်တယ်။အဲကိုဟာလည်းဒီတိုင်းပဲဒါတောင်ကိုရီးယားကိုနိုင်သွားတဲ့အနေထားမှာဆိုလို့ရှိရင်လည်းပဲ ဟိုခြေစွမ်းလဲပြတယ်ပေါ့နော်ကိုရီလည်းသူတို့ရအောင်လို့ပအဝင်ပတ်သက်ခဲ့တာတွေရှိတယ်ဒါပေမဲ့ကလပ်အသင်းမှာကြတော့ပြောင်းပြန်ဗျဒါဘာဖြစ်လဲဆိုတော့ပထမဆုံးကျွန်တော် front wish ကိုပြောမယ်ဆိုလို့ရှိရင်ပထမဆုံးသူလီဗာပူးဆန်ကနေသူပြောင်းလာတယ်လီဗာပူးရောက်တယ်သူကစားနေကြကွင်းလယ်နေရာမှာပဲတိုက်စစ်သမားတွေကိုဖန်တီးပေးတယ်သူကိုယ်တိုင်ရုံးကန်ကန်သွင်းတဲ့အနေအထားတွေရှိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ Anslot နည်းနည်းလေးကစားဟန်ချိန်းနေပေါ့နော်ဒီပြဿနာကပထမဆုံး Florin Wish ရဲ့ဟိုဘယ်လိုပြောမလဲအာမတန်တဲ့ဟာကိုသူတွားကစားရတဲ့အတွက်ကြောင့်ပြဿနာစတက်တဲ့အရာ နောက်တစ်ချက်ကဘာလဲဆိုတော့ Premier League ရဲ့မြန်နှုံးမြင့်တဲ့အပိုင်းမှာသူ့ရဲ့ physical ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့သူကြံ့ခိုင်မှုအားနည်းတဲ့အပိုင်းနောက်ထပ်တစ်ချက်ကဘာလဲဆိုတော့သူ့အပေါ်မှာလွှမ်းမိုးနေတဲ့ဒီပေါင်တန်းတရာကျော်ပြောင်းရွှေ့ခြင်းဒီဟာတွေအားလုံးကိုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်ပြဿနာဘာရှိသွားလဲဆိုတော့ ရုံးကန်ရတာတက်ပို့ပြီးတော့သူ့အနေနဲ့စ조사ရတဲ့စိတ်လှုပ်ရှားမှုနောက်ချက်ကဖိအားပေါ်မှာကြော်လွန်နိုင်မှုအပိုင်းတွေကတော်တော်ကြီးရော့ကျသွားတယ်ဆိုတာတော့ကျွန်တော်စပြီးတော့အကြံဉာဏ်အဖြစ်တော့ပြောလို့ရမယ်။အဲအဲ့ဒီဒဲကမှာပထမအဦးဆုံးတစ်ချက်ကျွန်တော်တခုချကြင်တာကဘာလဲဆိုတော့ဒီ Anslot ချထားတဲ့433ပေါ့နော် Anslot ချထားတဲ့433မှာသူကစားနေကြနေရမဟုတ်တဲ့ကပ်ပိုနီယာကိုသူဝင်ကစားရတယ်အဲ့မှာပြဿနာဆက်တက်တာပဲ။သူကကြတော့ခုနကကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်သူဒီဘောလုံးကိုကင်မဲ့ကစားဘောတွေကို ဘောလုံးထိုးပေးမယ်ပြီးလို့ရှိရင်လွတ်လို့ရှိရင်နေရာလွတ်ရှာပြီးတော့သူကိုယ်တိုင်ဂိုးတက်သွင်းတဲ့ပုံစံမျိုးနဲ့ဒါလီဗာကူဆင်မှာသူတော်တော်ကြီးကိုအသားတကျနဲ့ကစားခဲ့တယ်။နောက်တစ်ချက်ကဘာထက်ပြောစရာရှိလဲတော့လီဗာပူးကစားသမားရင်းနဲ့သူရဲ့ချိတ်ဆက်မှုကလာပိုင်းလောက်ပဲရှိသေးတယ်။ဟုတ်ပါရဲ့ဗျ။အနှစ်တော့မချီသေးဘူး။အဲ့ဒီမှာတယောက်နဲ့တယောက်နားလည်မှုပေါ့နော်။ connection ချိတ်မှုတွေ chemistry မိမှုတွေကတော်တော်အားနည်းတဲ့အတွက်ကြောင့်မလို့သူဘောလုံးရပြီဆိုလို့ရှိရင်သူကစားဘော်တွေကြီးလိုက်လို့ရှိရင်နေရာယူတဲ့သူမရှိဘူး။နောက်ကစားဘော်တွေဘောလုံးပေးပြီးွားလို့ရှိရင်သူနေရာယူတဲ့နေရာကိုဘောလုံးပေးတဲ့အပိုင်းတွေဒါက ဟိုဂျားရီယာလင့်ကနေပျောက်တယ်ပေါ့နော်ဒီချက်တွေကတော့ဒါ Florian Wirtz ရဲ့လက်ရှိခံစားနေရတဲ့ Liverpool မှာအသားမကျတဲ့အချက်တွေတဲကအချို့ပေါ့ကျွန်တော်ကတော့အဲ့ဒါကိုတော့မြင်မိတယ်ဗျ Flora Wirtz ဒီရုံးကန်ရတာ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်လူတွေပြောတာကနောက်ကျတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော် Liverpool ရှုံးပွဲကြီးဆက်လာတော့မှပဲဒီ Flora Wirtz ကသူ့ရဲ့အကြောင်းကရှေ့ကိုရောက်လာတယ်လို့ကျွန်တော်ပြောနေတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ Liverpool ပြိတဲ့တချို့ပေါ့နော် ဝစ်နယ်ပတ်သက်တဲ့အမြင်တစုံတစားကကြတော့ဒီပထမ international break ပေါ့အခု international break တော့မဟုတ်ပထမ international break ကစားပြီးတဲ့ချိန်ကလေးကအတန်တွေကတော့ထွက်လာပြီးတယ်ဆိုတဲ့ပုံစံမျိုးလေးတွေတော့ရှိရပေါ့နော် forward wave ကိုကြည့်မယ်ဆိုရင်လည်းအခုတတိသူကဂိုးဖန်နေမှုအစ်စ်လည်းမရသေးဘူး twin ကိုလည်းမရသေးဘူးเนาะပေးထားရတဲ့ပြောင်းရွှေ့ခြင်းเนี่ยကျွန်တော်ကတော့မထိုက်တန်သေးဘူးလို့တော့ကျွန်တော်ကပြောခြင်းတယ်ဒါပေမဲ့ဘောလုံးကွဲတွေကကျတော့အခိုက်တန်နေနဲ့တွားတာပေါ့နော်ဟုတ်ပါတယ်ဝိနေနဲ့ဒီအစစ်အစစ်ရနိုင်မဲ့ဒီလိုမျိုးတကယ်ကောင်းတဲ့အခွင့်အရေးတွေဒီလိုမျိုးအခိုက်တန်တွေတော့ရှိခဲ့တယ်ပေါ့နော် အဒီဆက်ဆုံးပြန်ပြီးပြောမယ်ဆိုရင်တော့ Chelsea နဲ့ပွဲမှာဒီ Salah ဘီးကိုကန်ထုတ်လိုက်တဲ့အလုံးပေါ့နော်အဲ့ဒီလုံးမှာဆိုရင်လည်းဒီ Witch ပေးတာတော်တော်လေးကိုမှတက်ရက်လေးရှိရဲ့လှလဲလှတယ်ပေါ့နော်နောက်ပြီးဆက်ပြီးကြည့်မယ်ဆိုရင်ဒီ Atletico Madrid နဲ့ပွဲမှာဒီ Salah ကန်တဲ့လုံးတိုင်ထိသွားတဲ့လုံးပေါ့နော်အလိုကြီးကန်ရတဲ့လုံးကလည်းဒါက Witch ဖန်တီးပေးလိုက်တဲ့အလုံးပဲပေါ့နော်ဒီ Galatasaray နဲ့ပွဲမှာဆိုလည်းဒုတိယပိုင်းမှာ Witch ကနေပြီးဒီ Galatasaray နောက်တန်းကိုကြော်ပြီးခြာပေးလိုက်တဲ့အလုံးကလည်းဤဆက်ဆွဲပြေးပြီးကန်တာပျော့သွားတာပေါ့နော်ဟုတ်ပါတယ်ဘိုင်ဘိုလေးတော့ရှိတယ် အဲ့ပွဲမှာပဲ Bradley ကိုလှမ်းပြီးတော့ crossing တင်ပင်းလိုက်တာလေ Florent Wiss ပဲဒါ Bradley ကတော့ဒီဂုံးဖြစ်သွားခဲ့ပြီပေါ့နော်ဒါကျွန်တော်မှတ်မိသလောက်ပါဟုတ်ကဲ့ပါ Premier League မှာဆိုရင်ဒီ Arsenal နဲ့ပွဲမှာ Florent Wiss ဝင်ကစားသွားတာတကယ်ကိုမစိုးဘူးကောင်းတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်။ဆာလာကိုခြာပေးတဲ့လုံးတွေကလည်းဂိုးတင်တဲ့လုံးတွေလည်းရှိရယ်။မဂိုးခဲ့ဘူးဆိုရင်တော့မဒီတဲ့ပိုကောင်းတဲ့အခွင့်အရေးမျိုးပေါ့ဖြစ်သွားတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ဟုတ်ကဲ့။ပြောမယ်ဆိုရင်တော့အဲ့ဒီကျွန်တော်ပြောပြသွားခဲ့တဲ့အလုံးတွေတည်းကပေါ့နှစ်ဂိုးနှလုံးလောက်တောင်မှလို့မျိုးနှလုံးလောက်ဖြစ်ဖြစ်သုံးလုံးလောက်ဖြစ်ဖြစ်ပေါ့။ဂိုးပြပြောင်းလဲသွားမယ်ဆိုရင်တော့ ကိုရိုနာဝိရုစ်ကိုယ်တိုင်လည်းအခုလောက်ထိတော့ပြားများလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်သွားပြီးတော့ reason တခုကိုသွားပြီးရှောက်တွေ့တဲ့အခါဘယ်လိုမျိုးလဲဆိုတော့လေဘာဘူးမှာကဆာလာကခုချိန်ဒီပုံမှန်ခြေစွမ်းမရှိသေးဘူးလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ခြေစွမ်းကိုဆာလာပြန်ပြီးတော့မရသေးဘူး ပြီးတော့ဒီ Louis DS ထွက်သွားတဲ့နောက်မှာဂဘွားကျတော့ Louis DS လောက်ယုံကမရှိဘူးဆိုတာကျွန်တော်သွားပြီးတော့တွေ့ရတယ်။လက်ရှိချိန်မှာ Liverpool တက်စီမှာမျောလင်းစရာကအကီတီကီတယောက်ပဲရှိနေတာကိုလည်းကျွန်တော်သွားပြီးတော့တွေ့ရပြန်တယ်ပေါ့နော်။ပြီးတော့သူတို့ရဲ့ဒီ full back တွေပေါ့တောင်ပိုင်းတစ်ဖက်ကဒီ Carcass တို့ Bradley တို့ကလည်းဒီအားကိုးစရာပုံစံပြတော့မဖြစ်သေးဘူးပေါ့နော်။ဒီညမှာကျွန်တော် Liverpool ဆင်မှာဆိုရင်တော့ဒီ Florent Wage နောက်မှာဒီ Shaka ရှိမယ်ဘေးနားမှာဒီ Grammatto ရှိမယ်ပြီး Friend Pound ရှိမယ်ပေါ့ဒီလိုကစားသမားတွေရှိနေတာက ီ front row ကိုတော်တော်လေးကိုမှတက်တောင့်တတဖြစ်စေတယ်ဗောနော်ဒီညမှာဆိုလီဗာပူးမှာကျတော့ဒီကစားသမားတွေရှေ့မှာရှိတဲ့ကစားသမားတွေကလည်းအားကိုးလို့မရသေးလို့တောင်ပန်တွေကလည်းဒီ passing option တွေမဖြစ်သေးတဲ့အခါမျိုးပြီးတော့ဒီကွန်းလယ်မှာဒီ grabber back ဒီချွေချုံမိတဲ့အပိုင်းတွေကဒါကဝိရချေစွမ်းပေါ်တက်ရောက်မှုတော်တော်လေးကိုကြီးရလို့ကျွန်တော်ကမြင်တယ်ဗောနော်ဒါပေမဲ့ front row အနေနဲ့ဒီပုံစံတိုင်းပဲဆက်ပြီးသွားနိုင်မလားဆိုတဲ့ပေါ်မှာကျတော့ဒီဒီပြအာနေစလော့ရဲ့ဒီပြောအပြောင်းလဲပေါ့ကျွန်တော်ထင်ပါတယ်ဒါမဲ့ပွဲတွေမှာကျတော့ဒီ front row လုံးမဲ့အပြောင်းလဲကဘယ်လိုမျိုးလဲဆိုတော့ ကွန်းလေရဲ့ရှေ့ဘက်ချမ်းမှာဒီလူပေးလို့ရအောင်ပေါ့နော်အမြဲတမ်းရေလွှားနေတဲ့ကွန်းလေကစားသမားတွေကိုသူတုံးလာမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီ Jones တို့ Florence Wood တို့လိုကစားသမားတွေကိုသူတုံးလာလိမ့်မယ်အဲ့ခါကျရင်ဒီ Grammar Pack ရဲ့ဒီဘောလုံးပေးရမယ်လမ်းကြောင်းပေါ့ passing option တွေများလာတယ်ပေါ့ဒီပုံစံမျိုးလေးတွေကိုတော့အားနည်းစွာတော့လုံးလာမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒီလိုဆိုရင်တော့ Florence Wood နေနဲ့အခုတော့ပို့ပြီးတော့အစင်ပြေကောင်းပြေလာနိုင်တယ်အဓိကတော့ဒီ goal တွေမရ goal တွေမရဘူးဆိုရင်တော့မှဒီ assist တွေရော front weight ယူဆောင်လာမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒါကတော့ front weight ရုံးကန်ရတဲ့အကြောင်းရင်းနဲ့သူ့ရဲ့ဘယ်လိုပြောရမလဲအနာဂတ်မှာဖြစ်လာမယ့်ပုံစံကိုကျွန်တော်ရဲ့အမြင်ပေါ့နော်ဆက်လက်ပြီးကျွန်တော်ကဒီကွန်ညာဘက်လေးတော့သွားရင်လည်းဟုတ်ကဲ့ပါအနေနဲ့ပြောပြပေးပါအောင်ဗျာကွန်ညာကိုပြောမယ်ဆိုရင်တော့ပထမဆုံး Amore ရဲ့433ပေါ့နော်အဲ333ပေါ့ဗျာနောက်333အဲနောက်တန်းကိုအမြဲတမ်း3ယောက်ပဲထားကစားတဲ့ပုံစံလီဗာပူးကတော့4ဘက်ကစားတယ် ဒါရှာရှာပပပဲအသင်းကြီးတွေထဲမှာဆိုလို့ရှိရင်တော့ Manchester United က3ဘက်ကစားတယ်။ Amorin လက်ထက်မှာလုံးဝခေါင်းမဆွားနဲ့ပဲတော်နေတာ။ဟုတ်ပါရဲ့။အဲ့တော့ကိုညာရဲ့ပြဿနာကျွန်တော်တို့တွေလည်းရှေ့မှာပြောခဲ့တဲ့အပိုင်းတွေရှိခဲ့တယ်ပေါ့နော်။ကိုညာသည်သူ့အရင်ကစားခဲ့တဲ့ကလပ်အသင်းတွေမှာဆိုလို့ရှိရင်သူကနောက်ချန်တိုက်စလဲကစားတယ်။ဒါတောင်ပန်မကြတကြနေရပေါ့နော်။ဒီလိုနေရာတွေမှာလည်းသူကစားတယ်။ဒါမဲ့ပြဿနာပါရှိလဲဆိုတော့ Amorin တွတ်တွင်းနေတဲ့3-4-3ထဲမှာ ူအံမွင်နဲ့ပြဿနာကိုသူရင်ဆိုင်နေရတယ်ဒါပထမဆုံးတစ်ချက်နောက်ပြီးတော့ဒီနီးပြရဲ့တွန်တင်တဲ့နီးစနစ်နဲ့သူနဲ့မကိုက်ညီဘူးလားဆိုတော့ပရီးမီးယားလိအတွေ့အကြုံတော့ရှိပါရဲ့ဒါပေမဲ့တွဲကစားတဲ့ကစားပေါ်ကြီးကြားထဲမှာကျွန်တော်ရှေ့က flowing waste လို့ပဲ chemistry မမိတဲ့အပိုင်းတွေအများကြီးရှိတယ်သူဘောလုံးဆွဲပြေးလာပြီဆိုလို့ရှိရင်အဆုံးတက်မဲ့သူကဘယ်သူလဲဆိုတာကိုသူ့အနေနဲ့အချိန်ချင်းစူးစမ်းပြီးတော့ သူလောက်အားလုံးမြင့်မြင့်နဲ့စူးစမ်းတယ်ပေါ့နော်ရှားပွေးတယ်မတွေ့ဘူး injury ရတယ်နောက်တစ်ချက်ကဘာဖြစ်လဲဆိုတော့ injury ရပြီးပြန်လာတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်ကစားသမားတော်တော်များများ return ပြတ်တက်တဲ့အပိုင်းလေးတွေရှိတယ်အခုဆို Mason Mount နောက်ဆုံးပွဲဒါမယ်ဦးနဲ့ကစားခဲ့တဲ့ပွဲကြမှာသူခြေသွမ်းပြတကိုးသွင်းတယ်ဒီလိုပဲကွန်ညာကြတော့လည်း injury ရလိုက်ပြန်ကစားလိုက်သူ့ရဲ့လောက်အားနှုံးနဲ့သူကစားတဲ့ပုံစံ speed တမားဆိုတော့ speed အားကိုးတယ်တိုးတယ်ရုံးတယ်တစ်ချက်ထည့်ရင်ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်ပေါ့နော်ဒီလိုပုံစံလေးတွေရှိတာလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ချက်က အသင်းငယ်လေးမှာကစားခဲ့တယ်လို့ပြောလို့မရပါဘူး။အသင်းပရီးမီးယားလိရဲ့အလယ်လက်အသင်းမှာကစားခဲ့တဲ့ဖီအားဒန်ကပါလဲဆိုတော့သူ့ရဲ့ပြောင်းရွှေ့ခြင်းဒါကျွန်တော်တို့ပေါင်နဲ့ဆိုရင်တော့ပေါင်တန်း60နီးပါးလောက်တော့ရှိတယ်ပေါ့လေနော်။သူခိုးရလို့စိတ်များတယ်အသင်းအတွက်ပံ့ပိုးပေးခြင်းစိတ်များတယ်။ဒီလိုမျိုးတွေကြောင့်သူကစားရတဲ့ pressure တွေကတမျိုးပြီးတမျိုးဟိုသူ့ပေါ်တင်တယ်လို့တော့ကျွန်တော်ခံစားရတယ်ပေါ့လေနော်။အဲသူ့စီမှာရှိနေတဲ့ negotiation ဆွဲကောင်းနေတဲ့ form လေလုံးဝတောက်လျှောက်ကိုပြတ်သွားတယ်။ အဲ့ဒါကတစ်ချက်အခုဘရာဇီးမှာသူကစားတယ်ကွန်ညာကစားတဲ့ပုံစံကိုကြည့်လိုက်လို့ရှင်မန်ချက်စတာယူနိုက်တက်မှာကစားတဲ့ပုံစံနဲ့လုံးဝတိကျကွဲထွက်နေတာကြီးကျွန်တော်တို့တွေ့ရတယောက်နဲ့တယောက်ကစားပေါ်အချင်းချင်းတခြားကလပ်တွေကနေပြီးတော့ဘရာဇီးမှာလာစုရဒါပေမဲ့ဘာကြောင့်အချိန်တိုအတွင်းမှာဘရာဇီးမှာခြေစွမ်းပြနိုင်တာလဲဆိုတဲ့အချက်ကကျွန်တော်စဉ်းစားစရာတစ်ချက်ရှိတယ်မန်ချက်စတာယူနိုက်တက်မှာလည်း Flying Wings လိုပဲလများစွာကြာနေပြီဒါပေမဲ့တယောက်နဲ့တယောက်ကခြေစွမ်းမှုအပိုင်း connection မရှိဘူး chemistry မမိဘူးတယောက်တစ်ပေါက်တွေဖြစ်နေတဲ့အပိုင်းမှာကြတော့ကွန်ညာကထီထီဖြစ်နေတယ် တစ်ဖက်မှာအမ်ဘရူမိုကတူလောက်တူလောက်တာမှန်ပေမဲ့ကွန်ညာကြတော့ဂိုးရရှိရေးအတွက်သူကအတိုလေးတွေနဲ့တွားပြီးတော့ပြေးတယ်လောအောင်လုံးကောင်းကောင်းနဲ့ကစားတယ်ချိုးပေးတယ်အဆုံးသက်ပိတ်မဲ့လူမရှိတဲ့အခါမျိုးကြတော့တုံးလေးတုံးမှာသူကလည်းပဲလူပိုလိုဖြစ်တယ်ဟုတ်ပါရဲ့ဗျထိရောက်မှုမရှိဘူးလားဆိုတော့ထိရောက်မှုရှိတယ်ဒါပေမဲ့ဟိုကျွန်တော်ရန်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲခြေစွမ်းတော့ပြပါရက်နဲ့ သုံးမတည့်တဲ့သူမျိုးလို့ဖြစ်နေတာပေါ့နော်ပြိတ္တကတော့ကြိုက်တယ်ဂိုးများတဲ့အတွက်ကြောင့်မျိုးပြောစရာတွေတော့ရှိတယ်တကယ်တမ်းကျတော့ကိုညာလိုကစားသမားမျိုးကဒီ3 4 3စနစ်မှာတကယ်ကိုကောင်းမွန်တဲ့သူမျိုးလို့တော့ကျွန်တော်တို့မြင်တယ်ဗျကိုထရုံးပြောရတဲ့ချက်ပေါ့နော်ဒီကိုညာကဒီဒံယာပြဿနာဝင်သွားတဲ့အခါမှာသူ့ရဲ့တံပိုးတစ်ခုကယော့သွားတယ်ပေါ့နော်ကျွန်တော်လည်းတာတော့ကျွန်တော်လက်ခံတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီပထမ international break မလာခင်မှာတော့သူကအဆတော်တော်လေးကောင်းတယ်အစနေနဲ့ပွဲမှာရောဖူဝမ်နဲ့ပွဲမှာရောသူ့ရဲ့ကစားနိုင်တယ်ပေါ့။တော်ကောင်းတာနော်။ဖြစ်နိုင်စွမ်းတွေကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့။ဟုတ်ပါတယ်။ဒီမှာတရားရအောင်ရတဲ့အခါမှာသူ့ရဲ့ အရှိန်တခုကတော့ရက်သွားတယ်ဆိုကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီလိုမျိုးဒီကွန်ညာဒံယာဝါတဲ့အချိန်မှာပဲမေဆင်မောက်ကဒံယာပြန်ပြီးတော့ကောင်းလာတယ်ပြန်ပြီးကင်းစင်လာတဲ့အချိန်မော်ရင်ကလေစရောက်တဲ့ကမေဆင်မောက်ကိုသဘောကျတဲ့ထဲမှာတော့ပါတယ်ပေါ့နော်တယ်ပြီးကစားနေတာသူ့ကစားကွက်ကိုနားလေတဲ့ကစားသမားလို့လေမေဆင်မောက်ကသူကပြောလာတာပေါ့နော် မောင်ကိုရံကလည်းနီးပြရကြိုက်တဲ့ကစားသမားပုံစံပေါ့နော်ဒီလိုက်ပြီးကစားပေးတယ်လိုက်ပြီးတော့လူပေးတယ်အတင်းနီးပြဒီဒီညမှာသူ့ကိုလိုတယ်လိုက်ကစားပေးပါလို့ပြောရင် မောင်ကမညင်းမညူပဲဆိုလိုက်ပြီးတစားပြီးရဆိုတဲ့ပုံစံမျိုးပေါ့နော်လောအားတော့ကလည်းအရန်ကောင်းတယ်ပြီးတော့လက်ရှိ United ရဲ့ကွန်းလယ်မှာရှိနေတဲ့ Casemiro နဲ့ Bruno Fernandes ရဲ့ကွန်းလယ်အတွဲမှာလည်းတော့မောင်ရဲ့လောအားတော့ကလိုလိုတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါမှာမောင်ကပို့ပြီးတော့နေရာရလာတယ်ပေါ့ဒါတော့ကျွန်တော်တို့ကျွန်တော်ကဒီလိုပဲမြင်တယ်ဗျဟုတ်ကဲ့ဒီဘဝူးနဲ့ပွဲမှာလည်းဒီ Missing Mouse ကပွဲတက်ခွင့်ရရင်လည်းဒါအံ့ဩစရာတော့မဟုတ်ဘူးပေါ့နော်ဒီနေရာမှာကိုညာကရောလို့မေးစရာတော့ရှိတာကိုညာကိုယ်တိုင်လည်းဒီ343ပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့သူကစားခဲ့မှုတယ် မော်ရင်ကိုတိုင်းလက်ဒီကစားသမားကိုသူကြိုက်လို့သူခေါ်ခဲ့တဲ့ကစားသမားပဲဒီညမှာကွန်ညာအားကြတော့လေဘောလုံးဆင်းယူပြီးတော့တည်သွားတဲ့အပိုင်းမှာလေတော်တော်လေးတော့မှကောင်းတယ်ပေါ့နော်လက်ရှိချိန်အထိပရီးမီးယားလီမှာဘောလုံးဆွဲပြေးပြီးတော့ဘောလုံးကယ်ရီပြီးတော့ပေါ့နော်ကန်တွင်းနဲ့ကန်တွင်းနဲ့ကန်တွင်းမှုအများဆုံးကစားသမားကတော့ကွန်ညာပေါ့နော်ဆက်ချိန်အထိတောင်မှရှိရယ်ဆွဲပြေးတယ်ကန်တွင်းနဲ့ဒါပေမဲ့မကိုးဘူးပေါ့နော်ဟုတ်တယ်ဒီညမှာကျွန်တော်တို့သွားပြီးတွေ့ရတဲ့အချက်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ကွန်ညာက ဒီလူပေးရမယ့်အခြေအနေမျိုးတွေမှာလူမပေးဘဲနဲ့သူကိုယ်တိုင်ကန်သိတဲ့ပုံစံတွေပို့ပြီးတော့များတယ်ပေါ့နော်ဒီညမှာကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့မစ္စင်မောင်းနဲ့ကြွားချမှုတခုပေါ့မစ္စင်မောင်းကကျတော့သူ့အနေနဲ့ဒီဂိုးကန်အတွင်းနဲ့အပိုင်းနဲ့အတင်းရဲ့ကစားပုံပေါ့အတင်းရဲ့ဖောင်မပြတ်အောင်ပေါ့အတင်းရဲ့တိုက်စစ်အားကိုသူကပြန်ပြန်ပြီးကြည်ပေးတယ်သူလုံးသူလုံးနိုင်စွမ်းရှိသလောက်ပဲသူလုံးပြီးတော့မဖြစ်နိုင်တဲ့အရာတွေကိုတိတ်ပြီးအောင်မလုံးဘူးဒါမျိုးလေးတော့သွားပြီးတွေ့တဲ့အခါမှာကျတော့နီးပြားတယောက်အနေနဲ့ပြန်ပြီးကြည့်မယ်ဆိုရင်တော့မစ္စင်မောင်းကိုတော့အတင်းသက်ရှင်းမှာသူကနေရာပေးရတော့မစားဘူးပေါ့နော် ဒါပေမဲ့လည်းကျွန်တော်ကပညာအနေနဲ့နောက်ပိုင်းမှာအဆင်ပြေနိုင်လားဆိုရင်တော့အဆင်ပြေနိုင်တယ်ဆိုတဲ့ပုံစံမျိုးတော့ရှိရယ်လက်ရှိအနေထားမှာတော့သူကဖြေရတော့စပြီးတော့ဝင်သွားပြီပေါ့ဘာဖြစ်လို့ဆိုတော့လူရရလည်းဒီပညာရဲ့ခြေစံကိုသတိထားမိလာပြီပြောလာကြပြီပြီးတော့သူကိုယ်တိုင်ကလည်းနံပါတ်30ယူလာတာဆိုတော့သူကလည်းပို့ပြီးလုပ်ပြခြင်းစိတ်များနေတဲ့အခါမှာဖြေရတွေကပို့ပြီးတော့များလာတယ်ပေါ့ဒီလိုအခြေအနေကိုတော့အမော်ရီအနေနဲ့အကောင်းဆုံးကင်တယ်ဖို့တော့လိုတယ်မေစင်မောက်ကိုပွဲချိန်ပြေးသုံးလာပြတဲ့စာရီတတိယပိုင်းအကျော်လောက်မှာမေစင်မောက်ကိုထုတ်ပြီးတော့ကွန်ညာကိုထည့်မယ်အဲ့ဒါကနေကွန်ညာရဲ့ မိုမက်ဒန်တစ်ခုကိုပြန်ပြီးတော့တိဆောက်ပြီးနောက်ပိုင်းကျရင်တော့ကိုညာရဲ့ကိုညာကိုတန်ဒီပွဲထွက်ကစားမှနေရပါတော့အပြိုင်ဖြစ်လာပြန်ပုံစံမျိုးဖြစ်လာမယ်ဆိုရင်တော့ဒါကျွန်တော်တို့လည်းအဆင်ပြေလို့ကျွန်တော်တို့မြင်နေပါတော့နိုင်ငံတင်းမှာလည်းသူကအစ်စ်လောက်တာရဲဆိုတော့ဒီကစားမှရဲ့ခြေစွမ်းဒီအရင်လုံးဝတော့မကောင်းနေတာမျိုးတော့မဟုတ်ပါတော့အချိန်တစ်ခုအခိုက်အတန့်တစ်ခုပေါ့နော်ဒါလေးကိုကြော်သွားပြီဆိုရင်တော့ကိုညာလေးနဲ့ပြန်လာနိုင်မယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ဗျဟုတ်ပါပဲဟိုတွဲကစားဘော်လေးတွေဒါရှိသွားခဲ့ရင်ပုံပုံညံ့ညောတဲ့ကစားဟန်တွေ မြင်ရမှာပေါ့နော်ဟုတ်ပါရဲ့အဲနောက်ပြီးတော့ကျွန်တော်ဒီနှစ်ယောက်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်ပြောစရာလေးတစ်ချက်တော့ကြံသေးတယ်ဗျဟုတ်ပါအဲပထမဆုံးကတော့ Florence West ပေါ့နော်ဂျာမန်ကစားသမားတွေ Premier League မှာအကျိုးပြုတဲ့သူတော်တော်များတယ်နောက်ဘာကြောင့်လဲဆိုတော့ကျွန်တော် Liverpool နဲ့ဂျာမန်ကစားသမားတွေအနေထားကြည့်မယ်ဆိုလို့ရှိရင်အံဝင်ခဲ့တဲ့သူရှိတယ်ဒါပေမဲ့ ဒီခေါင်းတလုံးမြင့်ပြီးတော့အရင်ကောင်းတဲ့သူမျိုးရှားတယ်ပေါ့နော်အဓိကကတော့ဂျာမန်ကစားသမားတွေဘွန်ဒက်စလီကာကလာတဲ့ပရီးမီးယားလိရောက်တဲ့အခါကြလို့ရှိရင်သူတို့ရဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ physical ကြံ့ခိုင်မှုအပိုင်းနေနောက်ပြီးတော့အရှိန်အဟုန်အပိုင်းနေမှာကြတော့ ဟိုလိုအပ်ချက်တွေရှိရပေါ့ရှေ့မှာဆိုရင်ဒါကျွန်တော်တို့လီဗာပူးရဲ့ဂန်တွင်ကစားသမားကြီးတယောက်ဖြစ်ခဲ့တဲ့ဟာမန်ပေါ့နော်ဒီဒီယာဟာမန်တကယ်ကိုကောင်းမွန်ပြီးတော့ကွင်းလယ်ရာနေဆွမ်းဆန်းတမန်ဆွမ်းဆောင်ခဲ့တယ်သူစားရောက်လာတဲ့အချိန်မှာလည်း Flowers လိုပဲတော်တော်ကြီးကိုစူးစမ်းရုံးခံခဲ့ရတဲ့အပိုင်းတွေရှိတယ်။အဲနောက်ပြီးတော့ကျွန်တော်တို့ဘာတွေရှိသေးလဲဆိုတော့ဘာဘဲတို့เนาะနောက်ပြီးတော့အဲ Emery Chan တို့ဒါကျွန်တော်မှတ်ထားတဲ့ဟာတွေပေါ့။နောက်ဂိုသမား Career ဆိုလို့ရှိရင်အမားလေးတိတိလေးလုံးမိသွားခဲ့တဲ့အတွက်ကြောင့်မို့အတင်းရနေပြီးတော့ထုတ်ခံလိုက်ရတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တဲ့အပိုင်းတွေရှိတယ်။အဲနောက်တစ်ချက်က ကျွန်တော်ကားဟင်းရိုက်ဒါဆိုတာဒီဘက်ခက်တော့မဟုတ်ဘူးကျွန်တော်90ဘောင်းနေခက်ကပေါ့နော်အဲ့ဒီခက်ကကစားသမားတွေဆိုလို့ရှိရင်လေတကယ်ကိုကောင်းတာကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လို့တော့မှကျွန်တော်ကားဟင်းရိုက်ဒါကိုတတ်မှတ်လို့ရမယ်လူငယ်ခြေတက်တယောက်ပေါ့ဒါပေမဲ့လေဘာဘူးရောက်လာတဲ့အချိန်မှာပရီးမီးယားလိနဲ့လုံးဝအံဝင်တော့အခု Florian Wes ဖြစ်နေတဲ့ပုံစံနဲ့ခက်ဆက်ဆင်လေးတွေပေါ့နော်သူကစားရတဲ့အနေထားတွေလွဲချော်ခဲ့တဲ့အပိုင်းတွေရှိတယ်အဲနောက်ပြီးတော့ Ziggy တို့လည်းရောက်လာခဲ့သလိုကျွန်တော် Martin တို့လိုမျိုးဒါကွင်းလယ်နဲ့ခန်းဆစ်ဆော့ပေးတဲ့ကစားသမားတွေလည်း Liverpool မှာရှိခဲ့တယ်ဖိအားများခဲ့တယ်ဆိုတဲ့သဘောကိုဆောင်ခဲ့တယ်ပေါ့နော် ။အဲနောက်တစ်ချက်က Manchester United ဘရာဇီးကစားသမားတွေနဲ့ဘလို့မှမအပ်ဆက်တဲ့ရေမြေတစ်ခုကိုပြဆိုကျွန်တော် Manchester United ကိုဟုတ်ပါရဲ့ညှို့ဆိုခြင်းတယ်။အဲ Casemiro လည်းအခုရုန်းကန်နေရတယ်။အဲ Ferguson လက်ထက်မှာဆိုရင်လည်း Cleverson ကျွန်တော်ချင်းကြီးမိခဲ့တယ်ဗျာနော်။အဲ့ဒါတစ်ချက်ရှိတယ်။ Anderson ကောင်းမလို့ကောင်းမလို့နဲ့ Anderson လည်းပဲဘလို့မှအဆင်မပြေခဲ့တဲ့အပိုင်းတွေကျွန်တော်အများကြီးတွေ့ခဲ့ရတယ်။နောက် Fagio တော်မှအယူလောက်ခဲ့တဲ့ဒါစေးပါညီကိုနှစ်ယောက်ဆိုလည်းပဲပြောစမတ်တွင်တဲ့အထီကိုရှိခဲ့တဲ့အပိုင်းတွေကျွန်တော်တို့မှာရှိတယ်။နောက် position တို့နောက် Pereira အခုကျွန်တော် ဖူဟန်မှာကစားနေတယ်ပရေရမန်ယူမှာအဆင်မပြေဘူးဒါပေမဲ့တခြားအသင်းမှာတော့သွားအဆင်ပြေတယ်မန်ယူရောက်လာရင်ဘာဖြစ်လဲဆိုတော့ဖီအားကြော်ဖြတ်ကြတာပေါ့နော်ဖီအားကြော်ဖြတ်ရတဲ့အပိုင်းတွေအများကြီးပဲအဲ့တော့ကစားသမားတယောက်ကခြေစောမပြနိုင်ဘူးပြည်သက်ဝေဖန်နေကြာလာရင် negotiation ဆိုရယ်သူတို့ရဲ့ current form ကအစအကုန်လုံးပျောက်ပြီးတော့တဖြည်းဖြည်းတိမ်မြောက်သွားခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့နီးပြတွေရဲ့ပုံစံအမှန်ဒီကစားသမားဘယ်နေရာကိုတန်းနေတန်းနေနေရာမှာပဲတေချာသုံးရမယ်ဟေ့ဆိုလို့ရှိရင်တော့ကစားသမားနှစ်ယောက်လုံးမှာတော့သူ့ဟာနဲ့သူထွန်းတောက်လာမယ်အခြေသွေးတော့ရှိတယ်လီဗာပူးဆိုရင် အဲနီးပြအန်ဆလော့သူသုံးရမယ့်နေရာမှာပဲသူသုံးတာအဆင်ပြေလိမ့်မယ်။ဟိုမှာ frame bomb ကိုဒီကျွန်တော်ခန်းစစ်အစောကနေတိုက်စစ်ကိုထည့်သုံးတာမျိုးဒါမျိုးတွေပေါက်ကရီရှောက်လုံးနေမယ်ဆိုလို့ရှိရင်နီးပြတော့သူ့အုံနောက်နဲ့သူလောက်တာပေါ့လေနော်။ကစားသမားကျတော့ရေသွေးပိုင်းကဟိုကျွမ်းကျင်နေတဲ့အစိပ်ပိုင်းတစ်ခုပျောက်သွားပြီးတော့ရှင်းဆွဲတော့မှပျောက်သွားတယ်ဆိုတော့ whisk လဲသူ့နေရာသူလူမန်နေရာမှန်တာကစားနိုင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်လိုအပ်တာနဲ့ပူပြီးအများကြီးမျှော်နေနိုင်မယ်။ကိုညာလည်းဒီလိုပဲလို့တော့ကျွန်တော်မြင်နေပေါ့နော်။ဒါတွေကတော့ဒါကျွန်တော်လက်ရှိမြင်ရတဲ့ကစားသမားတွေပေါ့ဝေဖန်ပိုင်းခြားသုံးသပ်ကြတာပေါ့နော်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ဆွေးနွေးသွားတဲ့အကြောင်းအရာကတော့ဒီကိုညာနဲ့ Florence Widow ဘာကြောင့်ရုန်းကန်နေရလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ကျွန်တော်ပြပြသွားတဲ့အထဲမှာဆိုတော့လက်ရှိကိုညာရော Florence Widow တို့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေအနာဂတ်မှာဘယ်လိုမျိုးတွေအဆင်ပြေလာနိုင်လဲဆိုတာကိုအဓိကဆွေးနွေးသုံးသပ်ပြီးတော့တာပဲဖြစ်ပါတယ်။ ဆုံးနေကြည့်ကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါတယ်နောက်လာမယ့် The Premier Sport ရဲ့အားစားစီစဉ်ဒီမှာပရိသတ်တွေနဲ့ပြန်လည်ဆွေးနွေးချင်ပါသေးတယ်ဗျာ